မင်္ဂလာပါရှင်လွယ်လွယ်ကူကူပဲယာတီစာလေးဘုံလုံးသီးအစတော်လောက်စားပါရဲ့ရှင်ဘုံလုံးသီးကတော့လမ်းစစ်ကရတာပါပထမအောင်ဆုံးဘုံလုံးသီးအရင်နေကို အပြင်ကိုနေကိုဓာတ်နဲ့ချိန်ရပါတယ်ရှင်အကယ်၍အဲ့လိုမချိန်ဘူးဆိုရင်တအားမာပြီးတော့စားလို့မကောင်းတာဖြစ်တတ်ပါတယ်ဒီနေ့ကတော့ကျွန်မဘုံလုံးသီးကိုစီအနည်းဆုံးအနေထားနဲ့ချက်ပြတော့မှာဖြစ်ပါတယ်ရှင် ထိုင်းနိုင်ငံမှာကဘုံဘုံတည်းကနုနုနေနေပဲရှိတယ်ရှင်။အရင်နေကြတော့ရှာရတာလည်းနည်းခတ်ပါတယ်။ဒါကြောင့်မလို့ကျွန်မညီမလေးမမို့မှားလိုက်ပါတယ်။ဘုံလုံးတည်းကြီးကိုစိုက်ကလေးတွေပိုင်ဖြက်လိုက်တယ်။ဘုံလုံးတည်းလေးတွေကိုအတွင်းကဟာလေးတွေကိုဇွန်းလေးယူပြီးတော့ ကျမကလှည့်ပြီးတော့အတွင်းကစိတ်တွေကိုထုတ်ပလိုက်တယ်ပြီးရင်ဘောလုံးဒီထဲကိုရေထည့်မယ်စားလေးထည့်ပြီးတော့တည်တည်ချာချာပေါတိုက်ပြီးတော့ဆေးမယ်ဘောလုံးဒီကအစီရှိတဲ့တဲ့၄ခါ၆ခါလောက်ကျမဆေးပါတယ်နော်ဘောလုံးဒီကတော့ကျမတို့မြန်မာနိုင်ငံမှာဆိုရင်တော့အရင်ကြီးရတဲ့တင်နဲ့တူအခုလိုဟာမျိုးဆိုအရင်ပေါ့နော်ထိုင်းနိုင်ငံမှာဒီလိုရဖို့အခက်ခဲနေချင်းကျမတို့စီမှာကျတော့အသေးတွေများတယ်အကြီးနေတယ်ပေါ့နော် ဒါကြောင့်မို့ကျွန်မလမ်းစစ်ကနေတကူးတကမှပြီးတော့ဘုံလုံးဒီချက်စားပါတယ်ဘုံလုံးဒီကိုချက်တဲ့အခါမှာဒီနေ့ကစီတက်ပြီးတော့လုံးဝမချက်ပါဘူးကျွန်မအမေကြီးချက်နေကြအတိုင်းပဲစီကိုလုံးဝအနည်းဆုံးနေထားနဲ့ကျွန်မချက်ပြတ်သွားမှာဖြစ်ပါတယ်ရှင်ဘုံလုံးဒီအတွက်ကတော့အဓိကကကျွန်မကဒီမှာကျက်သွန်နီကျက်သွန်မြူဂျင်းလေးနဲ့နဲ့ထည့်မယ်မလိုလဲဆိုတော့ဝတ်သားပါလို့ဂျင်းနဲ့နဲ့ထည့်မယ်နော် အဲ့ဒါကိုကျွန်မတွားပြီးတော့ကြိတ်ထားပါတယ်။နောက်တစ်ခုကကြတော့ပဇွန်ပါ။ပဇွန်ကိုလည်းကက်ကြီးလေးနဲ့နည်းနည်းလေးညှက်ထားပါတယ်။မိမိကထောင်းကျင်နေဆိုကြိတ်ချင်နေဆိုအဆင်ပြေသလိုလုပ်နိုင်ပါတယ်ရှင်။ပဇွန်ကတော့ကျမကကီလိုဝဲဝယ်လာတာပေါ့เนาะအဲ့ဒီထဲကနေပြီးတော့ခက်နေနေလေးအသုံးပြပါတယ်နောက်ပြီးတော့ တိဖြတ်ထားတဲ့ပုံစံလေးကိုဝတ်သားလေးထည့်ပါတယ်ဝတ်သားကတော့200 gram လောက်ပဲရှိမှာအများကြီးတော့မထည့်ဘူးချင်းဘာလို့ဆိုတော့အစာတုတ်တယ်ဆိုတော့ကလေသူ့ကိုလည်းနှီးဝင်းရှော့ပြီးတော့ထည့်ပါတယ်ရှင်ပြောမှဆို30သားလောက်ရှိတယ်ပေါ့ရှင်ပြီးတော့ရင်တော့ဒါကတော့စစ်တုံအဖြူနီးချင်းကျိတ်ထားတာပါပုံစံကတော့ပြည့်မြအဖြစ်15កောင်လောက်ရှိပါတယ်ရှင်အဲ့ဒါလေးကိုညှက်ထားတာပါအကူကစစ်တုံအဖြူနီးကျိတ်ထားတာကိုထည့်တယ်ပြီးတော့ဒီ ဆက်မှာကတ်နေတဲ့ဟာတွေပဲကျွန်မနှမြော်ပြီးထည့်တာပေါ့ရှင်အယောင်တင်မုတ်ထဲပါတယ်အယောင်တင်မုတ်နည်းနည်းလေးအယောင်လာရင်အတွက်ပို့ထဲပါတယ်ပြီးတော့အရတာမုတ်ထဲပါတယ်ရှင်စာထဲပါတယ်နောက်တစ်ခုကကြတော့ကျမကသူတဲ့ကိုငမ်းမြာရီထဲပါမယ် ငံမြိုင်ရင်ကတော့ဒီမှာရမင်စာစွန်နဲ့တစွန်းစာလောက်မှန်းထဲတယ်။နောက်ပြီးတော့ဒါကစနွေးမုံလေးထဲပါတယ်။ကျမကလေညီမကြောက်တဲ့တဲ့ညီကောင်းလေးနေနေတယ်နော်။ညီကောင်းလေးနေနေထဲတယ်။ထည့်ပြီးတော့ရင်တော့လက်နဲ့နေနေလို့ရတယ်။ဇွန်းနဲ့နေနေလို့ရတယ်။မိမိအစဉ်ပြေအောင်အသုံးပြုပြီးတော့နေနိုင်ပါတယ်ရှင်။ ဝတ်သားလေးအလုံးတမလာပြီးရောင်လေးကလည်းရဲလာတဲ့နေသားဆိုရင်သူ့တဲကိုစီးတပါးနဲ့ထည့်ပြီးနေခြင်းနဲ့ကျလည်းရတယ်နော်။ကျမကတော့လုံးဝမီးမဖွင့်သေးဘူးနော်။အိုးတဲကိုကျမစီးထည့်လိုက်တယ်။ပြီးတော့ရင်တော့ကျမဘုံလုံးတီးကိုအစာစားသုံးမယ်။ဘုံလုံးတီးကိုအစာစားသုံးဖို့ကိုဇွန်ကြီးသုံးလို့မရအောင်ရှင်။ကျမတို့လက်ဖက်စွန်းသို့မဟုတ်ကော်ဖီစွန်းဒါလေးတွေပဲတုံးရတယ်ရှင်။အဲ့တော့ပုံလုံးသီးလေးကိုကျမကဒီမှာအစာစပြီးတော့တုံးပါတယ်ရှင်။ တွတ်တဲ့အခါမှာလေဇွန်းလေးထိတ်ကလေးနဲ့ယူပြီးအစာလေးကိုတွတ်မယ်ပြီးတော့ဇွန်းနောက်ပိုင်းမှာရှိတဲ့ဇွန်းဖိန်လေးနဲ့ထိုးထည့်မယ်အဲ့လိုလုပ်ပေးခြင်းအပြင်ကျမတို့ထည့်ရတာအရန်ကိုလွယ်ကူပါတယ်ရှင်အစာတွေကလေအများကြီးအပြင်ကိုထွက်နေတဲ့အနေအထားရောက်တည်ထီတော့မတွတ်ပါနဲ့เนาะဒါဆိုရင်ကျမတို့တွားပြီးတော့ချက်တဲ့အခါမှာအစာတွေလုံးဝထွက်လာတတ်ပါတယ်ဒါကတော့ကျမရဲ့အစာတွပြီးတော့ဘုံလုံးဒီဒီဖြစ်ပါတယ်ရှင် ကျမကစီအနေငယ်ထဲထားတဲ့အိုးတွေကိုဒါလေးတွေမျှပြီးတော့ထည့်လိုက်တယ်ပေါ့နော်။လုံးဝကျမစီမတက်ဖဲနဲ့ဒီနေ့ချက်ပြတော့မှဖြစ်ပါတယ်ရှင်။ အချိန်ကတော့လေခဏလေးတွင်းမှာတော့မပြီးဘူးပေါ့နော်ဘုံလုံးဒီအစာတွတ်တဲ့ဆိုတော့နည်းနည်းတော့အချိန်ယူရတယ်စားကောင်းတယ်ဘုံလုံးဒီတဲ့ကိုထည့်တဲ့အခါမှာမိမိကဝတ်သားမစားခြင်းမူဆိုရင်ကြက်သားနဲ့ပဇွန်နဲ့လည်းအသုံးပြုနိုင်တယ်လို့ seafood လည်းအသုံးပြုနိုင်ပါတယ်ကျမကဒီမှာအဖုံးလေးပိတ်ပြီးတော့သူ့ကိုစားပြီးတည်ပါတယ် ရေကမိမိကလူတယ်ထင်ထက်ထဲပါเนาะဘောလုံးသီးကရေထွက်တတ်ပါတယ်အဲ့လိုထွက်လာတဲ့အခါမှာကိုထဲရေကတအားများသွားတယ်ဆိုရင်ရေခမ်းမှုကိုအကြကြီးစောင့်ရပါတယ်ရှင် ုံလုံးသီးလေးတွေနူးလာတဲ့အနေထားရောက်တည်ချီကျမကတော့စွတ်စွတ်ပေါင်း55မိနစ်လောက်တည်ပါတယ်ရှင်ဘုံလုံးသီးလေးရအရသာကဒီရေထဲကိုထွက်ပြီးတော့ရေကအယောင်လေးလေးပြောင်းသွားပြီးဘုံလုံးသီးလေးတွေကလည်းနူးလာပြီဆိုရင်တော့ကျမဆက်လေးစားကျင်တဲ့အတွက်ငြုပ်သီးမဲ့လေးကိုကတ်ကြီးလေးနဲ့နှစ်ပိုင်းပိုင်းဖြတ်လိုက်ပါတယ်၄6တောင်းပေါ့ရှင် ကိုစားနိုင်တဲ့လောက်ငြုပ်သီးမဲ့လေးကိုအဲ့လိုထည့်ပြီးသွားတဲ့အခါမှာအဖုံးလေးပိတ်ပြီးတော့9မိနစ်လောက်ထပ်ပြီးတော့တည်ပါတယ်ရှင် 9မိနစ်လောက်တည်ပြီးသွားတယ်ဆိုရင်ဖြင့်မီးပိတ်ပြီးတော့အေးခံလိုက်ပါနော်စီစားလို့မရအောင်ဆိုတဲ့အန်တီတို့ရှင်ဒီနီးလေးကိုလိုက်လို့စားကြည့်ပါနော်စီကအနည်းဆုံးအသုံးပြုရပါတယ်ရှင်ဒီနီးကျမနဲ့တို့ထမင်းစားကြပါအောင်ရှင်ဒီကတော့ငမရရင်ဒီရေညပြီးမုံလေးရေဘုံလုံးဒီချက်တယ်ဘုံလုံးဒီအစာတို့ချက်ပါလေ နော်ဘုံလုံးလေးလေးကရေလေးတွေနည်းနည်းထွက်တယ်နော်ဒီရေလေးတွေရချက်ကိုလေးမှုကြောက်ပါလေစားကြပါဦးအမြိုင်ရောမညစ်တော့ဘူးဒီနေ့ကရှိရခါလေးစင်ပြန်အောင်စားပါမယ်စားကြည့်နေကြပြီရောချက်အမှုကြောက်နေအမြိုင်နဲ့ထမင်းနဲ့မြေပြောင်းအောင် 嗯，他们是来生的呀，我们练了一年。嗯，他不从那里问的，参加保险。Oh my god！嗯。你要摸你。嗯。 Mm-hmm. Sometimes you know. Thank you all.